ပေကရပိုင်မှာဆာကူရာတို့ကိုစူပါကီကနမင်းကြီးလေးပါနဲ့တွေ့ဖို့အတွက်ဖူရင်ချောင်းပေါ်ဆုံးတက်ကိုခေါ်လာခဲ့ပါတယ်။ဥမဲမီယာနောက်ကြမှရောက်လာပြီးတော့မြ мян လုံးကြအောင်လို့ပြောလိုက်ပါတယ်။ပုံမှန်ဆိုရင်ဥမဲမီယာကအစိုးရရောက်တတ်ပေမဲ့ဒီနေ့မှာတော့နောက်ကျနေရကြအောင်အားလုံးကလည်းထူးဆန်းသလိုနဲ့ကြည်နေကြပါတယ်။တကယ်တော့ဆရာသမားကကိုတွာဆိုင်ကနေစကားပြောရင်းနဲ့စားဖို့မုံတွေဝယ်နေရကြအောင်ကြာသွားခဲ့တာပါ။ဥမဲမီယာစီကပါလိုက်မုံတွေကိုနတ်စစ်သူကြီးတွေရဲ့လက်ထောက်တွေကရှယ်တွယ်နေကြပြီးတော့အရှေးဆူကီရှိတာကမုံတွေကိုတဲလာပေးပြီးလိုက်ဝေပေးနေရပါတယ်။သူကဥမဲမီယာခိုင်းတာကိုလှုပ်ပေးရလို့ပြောနေတာဖြစ်ပြီးတော့ လိုက်ကန်းဆိုမသိတဲ့နေရဲကသူ့လိုပေးမယ်လို့ဝင်ပြီးတော့ပြောတာကြောင့်ကြောက်စရာကောင်းတဲ့အကြီးနဲ့ကြီးလိုက်ပြီးတော့ကော်ဖီကိုစောင်းဆောင်အောင်နဲ့ချပေးလိုက်ပါတယ်။ဒါပေမဲ့သူကဆာကူရာအတွက်ကိုတော့ချမပေးပါဘူး။ဒါကြောင့်ဆာကူရာကဟေးအောင်ငါ့အတွက်လည်းချရည်လို့ပြောလိုက်တဲ့အခါမှာဆရာသမားကခွက်ကိုခြေပြီးတော့ပြစ်ပေးလိုက်တာကြောင့်ဆာကူရာလည်းပေါက်ကွဲသွားခဲ့ပါတယ်။ဟေးအောင်ပြေမှာချမယ်လားဆန်းလို့ဆာကူရာအော်ပြောနေပြီးတော့နေရဲတို့ကဝိုင်းဆွဲကြကဘေးကလူတွေကတော့တကယ်မတည့်ကြတဲ့တငယ်ချင်းတွေပါလားလို့ပြောကရည်နေကြပါတယ်။ ဒါကြောင့်ဦးမဲမယားကအနိုင်မကျင့်ပါနဲ့လို့ပြောလိုက်ပြီးတော့ဆိုကီရှိတာလည်းဆရာစကားကိုနားထောင်တာခြေထားတဲ့ခွက်ကိုပြန်ပြင်ပေးလိုက်ပါတယ်။ဒါကြောင့်ဦးမဲမယားကလိန်ပါတယ်ကွာလို့ချီးကျူးလိုက်တဲ့အခါအရှိကြီးကပြောသွားပြီးတော့ဇာကူရာကဒီခွက်ကြီးနဲ့လီးလို့တော့မလားဟာလို့မေးလိုက်တာကြောင့်အရှိကြီးကပမာမကန့်နဲ့ပြုံးပြလိုက်ပါတယ်။ဒါကြောင့်ဇာကူရာလည်းဟျောက်မအေးဘေးအပြင်မှာထားမယ်လာဆန်းလို့တက်ပြီးတော့အော်နေပြန်ပါတယ်။ဟီရာကီကတော့သူတို့တွေကိုကြည့်ပြီးတော့ဘိုင်းနာလာကြောင့်စေးတောင်းနေရပြန်ပါပြီ။ဦးမဲမယားလည်းဆွေးနွေးပွဲကိစ္စကိုပြောရမယ့်အချိန်မှာ နီဝဲကမတရားကိစ္စကြောင့်လားလို့မေးလိုက်ပြီးတော့ဦးမဲမရတော့မဟုတ်ရပါဘူးကွာစူပါကီယာအကုန်ပြောပြပြီးပြီကန်ဂျီယာလည်းမင်းတို့ကအားကိုရတယ်ဆိုပြီးတော့ဂျေဆုတင်သွားတယ်လို့ပြောလိုက်ပါတယ်စူပါကီယာလည်းဆာကူရာတို့ကိုထပ်ပြီးတော့ဂျေဆုတင်လိုက်ပါတယ်ဒါကြောင့်နီဝဲကသူတို့ဘာကြောင့်ဒီကိုခေါ်လိုက်တာလဲလို့မေးလိုက်တဲ့အခါဘဝင်းချင်းတစ်ခုလုံးကတိရွတ်ကြွေတန်ကြားတဲ့ထိကိုတိတ်ဆိတ်သွားပြီးလူတွေအားလုံးရဲ့အကြည့်တွေကလည်းချောက်ကပ်သွားကြပါတယ်ပျော်ပျော်နေတတ်တဲ့ဦးမဲမရတော့တိတ်သွားပြီးတော့သူကဆာကူရာကိုအန်တို့ကမင်းဘလို့မြင်လဲလို့ထပ်ပြီးတော့မေးလိုက်ပါတယ်ဒါကြောင့်ဆာကူရာကခွေးမသားလေးအားချောင်းနေရပါဗျာလို့ပြောလိုက်ပြီးဦးမဲမရကတော့ကြီးကား ဆူဘာဂီကအန်ဒိုမင်းကိုသဘောကျတယ်လို့ပြောပြတယ်လို့ပြောလိုက်ပါတယ်။သူကအန်ဒိုရဲ့အကြောင်းကိုဆာကူရာကိုပြောပြခြင်းနေတာပါ။ဒီအကြောင်းတွေကိုသိကျင်တော့ဘိုဗရင်ကိုတီထောင်ခဲ့တဲ့အကြောင်းကနေစပြီးတော့ပြောပြရမယ်လို့ဦးမဲမယာကပြောလိုက်ပါတယ်။တလက်စားတဲ့အားလုံးသိစေချင်တာနဲ့အစည်းအဝေးလုပ်လိုက်တာပါ။ဒါကြောင့်ဒီရက်ကဘိုဗရင်ကိုဦးမဲမယာပထမနှစ်မှာနေတီထောင်ခဲ့တာမဟုတ်ဘူးလားလို့မေးလိုက်ပါတယ်။တကယ်တော့ဘိုဗရင်ရဲ့သမိုင်းအကြောင်းကဒီထက်ပိုပြီးတော့ရှုပ်ထွေးခဲ့ပါတယ်။ဒါကြောင့်ဦးမဲမယာကဘိုဗရင်ကိုတီထောင်ခဲ့တဲ့သမိုင်းအကြောင်းရဲ့နောက်ွယ်ကအရေးတွေအကြောင်းကိုပြောပြမယ်လို့ပြောလိုက်ပါတယ်။ မပြောပြခင်မှာသူကနီရဲကိုဘိုဖရင်အကြောင်းဘလောက်သိထားလဲလို့မေးလိုက်တာကြောင့်နီရဲကလွန်ခဲ့တဲ့နှစ်နှစ်စိုးသွမ်းတဲ့ကျောင်းသားတွေကြီးပဲရှိတဲ့ကျောင်းကိုဇီးလုံးတဲ့ကျောင်းသား၅ဦးကအေဗလာ9ရက်နေ့မှာရောက်လာခဲ့ကြလို့ဇလန်းစားလိုက်ပါတယ်။အဲဒီအချိန်ကဖူရင်ကျောင်းမှာဘသူကခေါင်းဆောင်လုပ်မယ်ဆိုတာကိုအချင်းချင်းတိုက်ခိုက်ပြီးတော့ဆုံးဖြတ်နေကြတဲ့ဖြိုဖျက်ကာလာလည်းဖြစ်ပြီးတော့ရောက်လာတဲ့ကျောင်းသားအသစ်၅ဦးကအားလုံးအပီချပြီးတော့အမောက်သိခဲ့ကြလို့ပြောလိုက်ပါတယ်။တကောင်တချီတချီဆိုပြီးတော့မှောက်နောက်တကောင်လည်းတချီတချီဆိုပြီးတော့မှောက်လို့ပြောပြီးနီရဲကဟန်ပန်မူရနဲ့အားအပါကိုရှင်းပြနေခဲ့တာပါ။ ဒိုနဲ့တနည်းလောက်ကြာလာတော့အုံငယ်ဖူရင်ဆိုရာကြီးပေါ်ပေါက်လာခဲ့ပြီးတော့နောက်ဆုံးကတော့မြို့ကိုကာကွယ်ဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ပြောပြီးဇလန်လေးကတော့ဒီလောက်ပါပဲရှင်အဲ့ပြားဆိုပြီးတော့အဲ့လောက်နဲ့ပဲအဆုံးသတ်သွားပါတယ်။ညီပဲပြပြလို့ပြီးသွားတော့အားလုံးကဟန်ပါနဲ့တေယုတ်ပြသားတော့သဘောတူကြနေပြီးတော့ဇူအိုကဆိုရင်ဟာကိုဝမ်အန်ဒီကပ်ကိုကြည်နေတယ်လို့ရန်ကိုမိုက်တယ်ကွာလို့ပြောလိုက်ပါတယ်။ဒါကြောင့်ဆိုကဂျေဆုတင်လိုက်ပြီးတော့ဥမဲမယာကအေးအဲ့လိုပဲကွာလို့ပြောလိုက်တာကြောင့်ဟီရာကီကလက်ခွီးကိုအဲ့လိုပါလားမင်းထိပ်သီးကောင်းလေးနဲ့ချားကျင်တာနဲ့အယောက်30နဲ့ငါရှင်ချခဲ့တာမေ့သွားပြီလားလို့ထားပြီးတော့អော်လိုက်ပါတော့တယ် စူပါကရအိုင်တွန်းအစီနာရီနဲ့ရှင်ချတာကြောက်ပေမဲ့ဦးမဲမယားကအမြဲတမ်းချီးကျူးပြီးတော့ပြောခဲ့ရတယ်လို့ပြောလိုက်ပါတယ်။ဦးမဲမယားဟုတ်လားလို့ပြန်မေးပြီးတော့ဂျေဆုတင်နဲ့တာအီတို့ဟာလို့ပြောလိုက်တာကြောင့်စူပါကီလည်းလူဖျားကျိုးနှတ်သွားပြီလို့ပြောကဂျီနူးနေခဲ့ပါတော့တယ်။နမင်းလေးပါတဲ့ကမီဇူကီဆာကူကခြေကားပြောနေကြပဲလို့ပြောပြီးတော့ပြုပြင်ခြင်းနဲ့ဒုက္ခဆိုတာအမြဲတမ်းဒွန်တွဲနေရပါလို့ဝင်ပြောလိုက်ပါတယ်။သူပြောခြင်းနဲ့အထိပယ်တော့ကျွန်တော်လည်းမသိပါဘူး။ခင်ဗျားကိုလည်းသိမှာမဟုတ်ပါဘူး။အဲ့တော့ဆက်ပြောရရင်ဟီရာကီကမင်းတော်မှာမျက်မှန်ကွင်းရင်ဒေါသဖြစ်တတ်သေးတာပဲမလားလို့ပြောနေပြီးတော့မမိုဆဲလို့ခေါ်တဲ့နမင်းတစ်ပါးတော့ ကျောဘာမှမဟုတ်တီးဘူးဗျာကျောပုံမဲဆွဲနေတာပဲတီးတော့တယ်လို့ပြောလိုက်ပါတယ်အဲ့လိုနဲ့ဒုံဆန်တိုင်းစောက်ဘောစကားတွေပဲပြောနေကြပြီးတော့ဆာကူရာအရေးဆွဲအကြောင်းတကြောင်မှမပါသေးတာကြောင့်ဗမလဲအရေးလို့ဝင်ပေးလိုက်တဲ့အခါနီရဲကဥမဲမီယာကိုအန်တို့ကိုပြောတာမလားလို့ပြောလိုက်ပါတယ်ဒါနောက်ဥမဲမီယာကဟုတ်တော့ဟုတ်တယ်လို့ပြောလိုက်ပြီးနီရဲကိုအန်တို့အကြောင်းဘလောက်တီးလဲလို့ထပ်ပြီးတော့မေးလိုက်ပြန်ပါတယ်ဒါနောက်နီရဲကဒန်နာအီလာကန်ဝင်ဖိုင်တာကြီးလေလို့ပြောလိုက်ပြီးဆာကူရာစူအောင်တီးနေတဲ့အန်တို့အကြောင်းပို့ပြီးတော့တီးကျင်လာပါတယ်အန်တို့ကဥမဲမီယာတို့ပထမနှစ်ကလေးကရှိခဲ့တာဖြစ်ပြီး သူတို့ကဖူရင်ရဲ့တီးခြားအဖွဲတစ်ခုဖြစ်ပါတယ်။သူနဲ့တိုက်ခိုက်တဲ့နေရာတိုင်းလို့လို့ပြာကြပြီးတော့ဘာမှမကြံတော့တာများတယ်လို့ပြောလိုက်ပြီးတော့သူသဘောကျသွားတယ်သူဆိုတော့ပွဲသိမ်းပြီပဲလို့ပြောလိုက်ပါတယ်။ဒီနေ့နောက်ဆုံးဖူရင်ရဲ့လက်အောက်ကအားလုံးဒီပါရောက်လာကြတဲ့အခါမှာသူတို့အဖွဲကထွက်သွားပြီးတော့ပျောက်သွားကြလို့ပြောပြလိုက်ပါတော့တယ်။ဇာကရာဒါလာရိတ်လီးရိတ်လာအဲ့ဒါပူချမ်းမယ်ထင်တာလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဦးမဲမယားနီရဲပြောသားအထဲမှာနည်းနည်းမှားနေလို့ပြောပြီးအန်တိုကမုန်းနေအညှိုးထားတယ်ဆိုတာမရှိပဲဖူရင်ကိုမျက်စိကြောက်အောင်လေးပဲလို့ပြောလိုက်ပါတယ်။ နီရီးယားသူတို့ကိုဖရင်ကတခါနိုင်ဘူးတယ်ဆိုတာဗာများပူစရာရှိလွယ်လို့မေးလိုက်ပြီးမယ်အားလုံးမျက်နှာတွေကပြတ်သွားကြပြီတကယ်ဖြစ်မှန်မှာတော့ဦးမဲမီယာတို့ကတခါမှအနိုင်များခဲ့ကြအောင်ပဲဖြစ်နေပါတော့တယ်ဒါကြောင့်နီရဲကအဲ့ဒါဘာသဘောလဲလို့ပြန်မေးပြီးတော့ဦးမဲမီယာကသူတို့တီတောင်ထားတဲ့ဖရင်ဆိုတာမျိုးကိုကာကွယ်ဖို့နဲ့လူတွေကိုကူညီဖို့ဖြစ်ပြီးတော့အန်ဒရယ်ဖရင်ဆိုတာကဖြိုဖျက်တိုက်ခိုက်ကြပြီးဂျီသူအကုံဆန်စားဆွဲထုံးကိုနှလုံးမူထားတာလို့ပြောပြလိုက်ပါတယ်သူတို့တီထောင်လိုက်တဲ့ဖရင်ကစီးလုံးနဲ့ပြောရွှင်ရွှင်ဖြစ်ကုန်ကြတဲ့အခါမှာအန်ဒရယ်ဖရင်ပေါ်သဘောမတွေ့တော့ဘဲဗျမ်းမထား လူမဆန်တဲ့ဇာတ်တွေကိုသူတို့နဲ့တဲသွားပြီးတော့ထွက်သွားကြပဲဖြစ်ပါတယ်။အဲ့ဒါကတော့ Fluent အရေးဆိုးတွေပဲဖြစ်ပြီးတော့အခုခါမှာအရေးဆိုးတွေကပြန်ပြီးတော့လာချင်းကန့်တွေကအစိုးဆုံးအခြေအနေမှာဆိုရင်အရင် Fluent ပုံစံပြောင်းသွားနိုင်တဲ့အကြောင်းကိုဦးမဲမီယာပြောပြလိုက်ပါတယ်။အဲ့ချိန် Sakura ကဒါဆိုတော်ပဲပေါ့လို့ဒါပြောလိုက်ပါတယ်။သူကဘာမှရှောက်ပြောမနေကြနဲ့။သူတို့ကအရင်လာချလို့ရှိရင်ကာကာတတတာဘုတ်ပြောလိုက်ပြီးအဓိကကဘဲကောင်လာလာအတီးတီးပြီးလိုက်မှမဟုတ်ဘူးလား။လူတွေခံစားချက်တွေနှလုံးသားတွေကိုကာကွယ်ပေးဖို့ကျွန်တော်တို့ဘိုဗရင်ဆိုတာကြီးကိုတီထောင်ခဲ့ကြမဟုတ်ဘူးလားလို့ထားပြီးတော့អော်လိုက်ပါတော့တယ်။ရိုးပြောလဲရတော့ကွာ။ တချိန်တော့မမကိုတူဝါကဦးမဲမယားကိုစာကူရာကအပြင်ပိုင်းမှာကြမ်းမဲ့ရမ်းမဲ့ဆိုမဲ့နှလုံးသားနူးညံ့ပါတယ်လို့ပြောဥပါတယ်ဦးမဲမယားအဲ့ဒီအကြောင်းတွေးမိသွားပြီးတော့ပြုံးလိုက်ကစာကူရာမင်းပူဖရင်ကိုရောက်လာငါရမ်းဝမ်းသာတယ်လို့ပြောလိုက်ပါတော့တယ်အဲအကြောင်းအန်တို့ကိုမင်းကိုလွှဲထားလိုက်ပြီလို့စာကူရာကိုတောင်းဝန်ပေးလိုက်ပြီးအိုက်ကောငါ့ကိုစိတ်မဝင်စားဘူးတကားမှလည်းရှင်းမချဘူးဟေ့လို့ပြောလိုက်ပါတယ်အိုက်ကစာကူရာဘာရောမြခုနပဲတောက်လျှောက်ချလာခဲ့တာဆိုလို့ပြန်ပေးလိုက်တဲ့အခါမှာဦးမဲမယားကအန်တိုတို့လို့ပြောလိုက်တာပါနောက်တော့ကောင်ရှိသေးတယ်အန်တိုထက်လည်းပိုကျန်းတယ်ငါမနိုင်ခဲ့တဲ့တယောက်သေးသောသူပေါ့ကွာလို့ပြောပြလိုက်ပါတယ် ။ဦးမဲမယားပြောတဲ့နောက်ထပ်တယောက်ဆိုတာဘယ်သူမှမကြားဘူးတဲ့ပြင်အန်တိုထက်ဂျန်နဲ့ဆိုတဲ့စကားကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးက6ခတ်တိတ်ဆိတ်သွားပြန်ပါလေ။နီဝဲကဘယ်သူလဲလို့မေးလိုက်တဲ့အခါဦးမဲမယားကဒါကဲရှိကြီးကတနည်းအားဖြင့်ဖူရင်သမိုင်းမှာအကျန်းဆုံးကောင်းမောက်ကွာလို့ပြောပြလိုက်ပါတော့တယ်။အန်နီညာကုံသုံးဆိုင်တစ်ခုကနေအန်တိုရေကဲကြောင်စားပြီးတော့ပြန်လာတဲ့အခါလမ်းကြားတစ်ခုထဲတာကီရှိကလူတွေအများကြီးကိုအသေးထိုးချိန်ထားတာကိုတွေးလိုက်ရပါတယ်။ဘလို့ဖြစ်တာတုံးလို့အန်တိုကမေးလိုက်တဲ့အခါမှာမီရှူမီပန်လို့မလို့ပါဆိုနေရာလာဦးနေကြလို့သူကပြောလိုက်ပါတယ်။ပြီးတော့ခန္ဓာကိုယ်ကိုစင့်ထားလိုက်ပြီးတော့ကြောက်ဖောက်ချလိုက်ပါတော့တယ်။ တောင်အန်ဒိုကမီချူမီယာနေရာလှလိုက်တာအမြင်ရရောက်သွားတာပဲလို့ပြောလိုက်ပေမဲ့တာကီရှီကမဟုတ်သေးဘူးငါတို့ခန္ဓာကိုယ်တွေထပ်လို့သေးတယ်ဒီနေ့ပုံမြင့်မြင့်ဖောက်ကြအောင်လို့ပြောလိုက်ပြီးတော့ဝင်းဘရိတ်ကာစီဇန်2ဟာလေဒီနေ့မှဆုံးသက်သွားပါတော့တယ်ခင်ဗျာအထူးသတင်းအနေနဲ့တခုကြေညာကြေညာကတော့စနလာပိုင်းကျရင်ဝင်းဘရိတ်ကာရဲ့ live action movie လား series လားဘာလားညာလား Netflix ကနေထုတ်ပေးဖို့ confirm လုပ်လိုက်ပြီးပဲဖြစ်ပါတယ်ခင်ဗျာအဲ့ကကြရင်ပြန်တွေ့ပါမယ်ခုတော့တတ်တာ